ခုချမ်းပိုင်းကတော့ယောမအော်ရာစာခန်းကြီးလေးဖြစ်ပါတယ်ယောမအော်ရာစာခန်းကြီးလေးအငယ်တက်မှရှစ်ထို့တို့ဖြစ်လျင်ငါတို့အဖ အာဗြဟံသည်ဇာတိပဂရိအာဖြင့်အဘဲအချိုးကိုရသည်နီအာဗြဟံသည်အကျင့်အာဖြင့်ဖြောက်မရာသို့ ရောက်တည်မှလျင်ဝါကျွမ်းเสียအကြောင်းရှိ၏ဘုရားသခင်ရှိတော်၌ထို့တို့မဟုတ် ကျမ်းစာ၌အဘယ်သို့ လာသည်နီ အာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏အကျင့်ရှိသောသူမည်သည်ကားယေရှုအားဖြင့်အကျိုးကိုခံရသည်မဟုတ်ခံတိုက်သောအားဖြင့်ခံရ၏အကျင့်မရှိသောသူမည်သည်ကားမတရားသောသူ၏အပြစ်ကိုဖြေသောသူကိုယုံကြည်လျင်သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်လျက်ရှိ၏ထို့သူဘုရားသခင်သည်အကျင့်ကိုမထောက်ပဲလျက် ေးတော်မူသော ဖြောင့်မတ်ခြင်းကိုရသောသူ၏မင်္ဂလာကိုဒါဝိဒ်သည်ရီမှတ်၍ဆိုသည်ကားအပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းတို့ရောက်တော်သူတို့သည် မင်္ဂလာရှိကြ၏သာဝရဖျားအပြစ်တင်တော်မူခြင်းနှင့်လွတ်တော်သူသည်မင်္ဂလာရှိ၏ဟု ပြောဆိုသည်အငယ်ကုမစနှစ်အေဗျာလီချင်းကိုခံတော်သူတို့သာလျှင်ထိုမင်္ဂလာကိုရကြသလို သောမို့အေပြားလှီးခြင်းကို မခံသောလူတို့သည်လည်းရကြသလိုအဘဲเจ้าမေသနီဟုမူကားယုံကြည်ခြင်းကို အာပြန်ဟ၌ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တည်ဟုဆိုကြ၏ထိုတို့ဆိုသောအဘဲတို့မှတ်သည်အေပြားလှီးခြင်းကို ခံပြီးမှမှတ်သလိုမခံမီမှတ်သလိုခံပြီးမှမှတ်တည်မဟုတ် မခံမီမှတ်သည် အေဗျာလီချင်းကိုမခံဘဲယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟုမှတ်เสียအကြောင်းရှိစေခြင်းငှာငါတို့အဖအာဗြဟံသည် ထိုသူအပေါင်းတို့၏အဖဖြစ်အပ်သောငှာ၎င်းအေဗျာလီချင်းကိုခံဒီတမကငါတို့အဖအာဗြဟံသည်အေဗျာလီချင်းကို မခံမီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်တော်သူတို့၏အဖဖြစ်အပ်သောငှာ၎င်းအာဗြဟံသည်အေဗျာလီချင်းကို မခံမီရှိသောယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းတစိတ်ဒီဟုသော ရေပြားလိချင်းလက္ခဏာကိုခံရသတည်းအငယ်73မှ79ထိုမရပါဤလောကကို အမွေခံစီမိဟုဂရိတော်ကို အာဗြဟံမှဆသောသူ၏အမျိုးအနွယ်တို့သည်ပြည့်ညတ်တရားအားဖြင့်ရကြသည်မဟုတ်ယုံကြည်ခြင်းဤဖြောင့်မတ်ခြင်းအားဖြင့်ရကြ၏အကြောင်းမူကား ပညာတရားနှင့်ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျင်ယုံကြည်ခြင်းတရားကိုပယ်ပြီးဂရိတော်လည်းအချင်းနည်းဖြစ်၏ပညာတရားဒီကအမျက်ဒေါသနှင့်ဆက်ဆံ၏ပညာတရားမရှိလျင်လွန်ကျူးခြင်းအပြစ်မရှိ ထို့ကြောင့်ဂရိတော်သည်ပညာတရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ပြည့်စုံသည်သာမကအာဘိဟံဤယုံကြည်ခြင်းတရားနှင့်ဆိုင်သော သူတို့၌ပြည့်စုံလျင် ာဗြဟံအမျိုးအွယ်ပေါင်းတို့၌ပြည့်စုံမိအကြောင်းကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းဟာယုံကြည်ခြင်းတရားကိုသာ အမိပြု၍ရောက်နိုင်၏။ငါသည်တင့်ကို လူမျိုးအများတို့၏အဖ ဖြစ်စေ၏ဟုကျမ်းစာ၌လာသည်နှင့်ညီထိုအာဗြဟံဒီကားတေလွန်သော သူတို့ကို ရှင်စေတော်မူထသော မဖြစ်သေးသော အရာတို့ကို ဖြစ်သောအရာကဲ့သို့မှားထားတော်မူသောဘုရားသခင်ကြီးဟုသော ကိုယ်တိုင်ယုံကြည်သောဘုရားသခင်ရှိတော်၌ခတ်သိမ်းသောငါတို့၏အဖဖြစ်သည်။အငယ်၈မှ၂၂တီအမျိုးနွယ်သည် ထိုတို့ဖြစ်လိမ့်မည်ဟုသောဗျာဒိတ်တော်အတိုင်းမိမိသည် လူမျိုးအများတို့၏အဖဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်၍မျှော်လင့်လေ၏။ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည်အနှစ်တရာလောက်ရှိသဖြင်မိမိကိုယ်သည်အသေးကဲ့သို့ရှိကြောင်းကို၎င်းမိမိခင်မွန်းစာရာဤဝန်သည်တေချောင်းကို၎င်းမအောင်မီယုံမှားသောစိတ်နှင့်ကင်း၍ဘုရားသခင်ဂရုတော်ကို တွေးတောခြင်းမရှိယုံကြည်အားကြီးသဖြင့်ဘုရားသခင်ကိုချီးမွမ်း၍ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေ၏ ထိုကြောင့်သူ၏ယုံကြည်ခြင်းကိုသူ၏ဖြောက်မှတ်ခြင်းကဲ့သို့မှတ်တော်မူ၏အငယ်၂၃မှ25ထိုသို့မှတ်တော်မူသည်ဟုအာဗြဟံအကျိုးကိုသာကျမ်းစာ၌ရေးထားသည်မဟုတ်ငါတို့အကျိုးလို့ငါရေးထားသည်ငါတို့သခင်ယေရှုကိုတည်ခြင်းမှထမ်းမြောက်စေတော်မူသောသူကိုငါတို့သည်ယုံကြည်လင် ထိုယုံကြည်ခြင်းကိုငါတို့၏ဖြောက်မှတ်ခြင်းဟုမှတ်တော်မူလက်တံ ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနှံခြင်းကိုခံတော်မူ၏ငါတို့သည် ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထမ်းမြောက်တော်မူ၏ခဲနောက်ထပ်ပိုင်းမှာပြန်တွေ့ကြမယ်ဘုရား